မင်္ဂလာပါရှင်ဒီနေ့စရမရန်တင်ချာတက်တွက်ကအခန်းနှစ်လေ့ကျင့်ခန်းနဲ့သတ္တမငါနံပါတ်၄ကိုဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်အလျား140စင်တီမီတာ160စင်တီမီတာ210စင်တီမီတာအသီးသီးရှိသောကျိုးသုံးချောင်းပေးထားလျင်ထိုကျိုးသုံးချောင်းကိုအရှိတူညီသောအပိုင်းဖြတ်လိုပါကတပိုင်းစီအတွက်အရှိဆုံးအလျားမြင်များရှိတဲ့နေဟုတ်ပြီတော့ ရှမရုတ်ကကျိုးတုံးချောင်းရှိတယ်။တချောင်းစီရဲ့အလျားက140စင်တီမီတာ160စင်တီမီတာနဲ့210စင်တီမီတာဆိုရင်အဲ့ဒီကျိုးတုံးချောင်းကိုရှမရုတ်အပိုင်းအညီဖြတ်မယ်။တပိုင်းတပိုင်းစီကိုသူ့ကိုဖြတ်လိုက်တဲ့အခါမှာအရှိတူညီတဲ့အပိုင်းလေးတွေဖြတ်ချင်တယ်တဲ့။ဒါဆိုလို့ရှိရင်တပိုင်းစီအတွက်အရှိဆုံးအလျားဘယ်လောက်လဲ။အဲ့တော့ရှေ့မှာပြောခဲ့ပြီးသားရှိတယ်။အရှိဆုံးတော့အကြီးဆုံးတော့ဆရာမတို့ရှာခိုင်းတဲ့အခါမှာဆိုလို့ရှိရင်အကြီးဆုံးမုံစာခွဲကိန်းကိုရှာပေးရမှာဖြစ်ပါတယ်။ ဒီတော့ဆရာမတို့ဓာရီရဲ့အတွက်စာခွဲကိန်းခွဲမယ်စာခွဲကိန်းခွဲပြီးတော့အကြီးဆုံးပုံစာခွဲကိန်းကိုရှာမယ်အဲ့ဒါဆိုလို့ရှိရင်ကိုလိုချင်တဲ့ဒပိုင်းစီအတွက်ဖြတ်လို့တဲ့အရှိဆုံးအလျောက်ရသွားမယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဆရာမတို့140ကိုမရှာမလဲဆိုတော့အကြီးဆုံးပုံစာခွဲကိန်းရှာမယ်ဒီအားလုံးအတွက်ပုံစာခွဲကိန်းကိုရှာမယ်ဒါဆိုရင်140ကိုဆရာမတို့ခွဲမယ်နေ့အမြောက်80အဲ့တော့နှစ်အမြောက်80ကိုဆရာမတို့ထပ်ခွဲမယ်နှစ်အမြောက်80ကိုထပ်ခွဲတော့နှစ်အမြောက်35 အဲ35ကိုဆရာမတို့ချက်ခွဲမယ်နှစ်အမြောင်းနှစ်အမြောင်း9နဲ့5လေး35ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဆရာမတို့ကသူ့ကိုနှစ်ထပ်ဂိမ်းနဲ့ရေးမယ်2 square 2 to the power 2 into 7 into 5နောက်ဆရာမတို့140ကိုခွဲပြီးသွားပြီ168ကိုစာဝဲဂိမ်းခွဲမယ်နှစ်အမြောင်းအဲ့တော့နှစ်နဲ့က2846နှစ်လေး48 84ကိုထပ်ခွဲမယ်နှစ်အမြောင်းဒီရှိနေတဲ့နှစ်ကိုရေးမယ်ပြီးတော့သူ့ကိုနှစ်နဲ့ခွဲမယ် နှစ်နဲ့ခွဲတော့2 4 8နှစ်နဲ့4 4 40နဲ့2ထက်ခွဲမယ်2အမြောက်2အမြောက်တို့ထက်ခွဲမယ်2အမြောက်ဒါကကြတော့နှစ်နဲ့လေးလေးနှစ်တက်လေးနှစ်27အဲ့တော့ကလေးတို့ကတော့ညီမြချင်းနဲ့ဆက်ရေးပါဒါမှမဟုတ်လေဒီညီမြချင်းရဲ့ဒီလိုအောက်မှာညီမြချင်းလေးလုပ်ပြီးတော့ဆက်ရေးပါဟုတ်ပြီနော်အဲ့တော့ဆရာမတို့ဒီမှာနှစ်အမြောင်းနှစ်အမြောင်းနှစ်အမြောင်းဒါကကြတော့3 9လေး27ဆိုတော့ဒီလိုခွဲလိုက်မယ် အဲသူ့ကိုနှစ်ချက်ဂိမ်းပုံစံနဲ့ရေးလို့ရှိရင်ထညွန်ပုံစံနဲ့ရင်းရင်နှစ်3ချက်2 to the power 3 into 3 into 7နောက်တစ်ခုက210ခွဲလိုက်မယ်နှစ်အမြောက်နှစ်ရဲ့နှစ်တလီနှစ်ဘာပဲနော်နှစ်ငါးလေးနှစ်တောင်ရလေးတောင်ရနှစ်ငါးလေး10ဒီတော့နှစ်အမြောက်နှစ်105ဟုတ်ပြီအဲ့တော့ဒီ105ဆိုတဲ့ gain ဒီ9နဲ့ဆုံးတာဖြစ်တဲ့အတွက်ကြောင့်9နဲ့မှပဲပြက်မယ်ဆိုတော့9နဲ့ပြက်မယ်ဒါမှမဟုတ်လို့ရှိရင်လည်းသူက အာသုံးလက်ပြက်မယ်ပေါ့အဲ့တော့ကလေးတို့မရရင်စားကြည့်ပါငါးနဲ့စားကြည့်လဲရတယ်ဒီမှာဆိုလို့ရှိရင်ငါး1လီတာ10ပြီးလို့ရှိရင်ငါးကျန်ငါးတလီငါးအဲ့လိုခွဲလဲရတယ်ဟုတ်ပြီနော်အဲ့လိုခွဲကျင်လို့ရှိရင်ဆရာမတို့ကဒီလိုလေးရှိလိုက်ငါးအမြောက်27 27ကိုထပ်ခွဲတော့2အမြောက်ငါးအမြောက်ခုနှစ်3လီ27ဒီတော့2အမြောက်အစင်လိုက်ရေးမယ်3အမြောက်ငါးအမြောက်ခွန် ဒါခွဲတာကတော့ကလေးတော့အနေနဲ့ကြိုက်တယ်လို့ခွဲလို့ရတယ်နော်အဲ့ဒါဆိုတော့ဒီမှာဘုံပါနေတဲ့ဟာလေးတွေကိုစဉ်းစားကြည့်မယ်အဲ့တော့140 168 230 do e အကြီးဆုံးပုံစာခွဲကိန်းအကြီးဆုံးပုံစာခွဲကိန်း ညီမချင်းဆိုပြီးတော့ဆက်ရေးပါဆင်မဒီမှာအောက်ကိုဆင်လိုက်ပါမယ်နော်အဲ့တော့ဒီမှာကြည့်ကြည့်အောင်ဒီမှာနှစ်ကနှစ်ထက်2 to the power 2 2 the power 3ဒီမှာက2ဒါဆိုလို့ရှိရင်ဘုံပါနေတာကတစ်ထက်ပဲရှိတယ်2ပဲရှိမယ်အဲ့ဆိုကျွန်တော်တို့2ကိုယူမယ်ဒီမှာ7ကတစ်ထက်ဒီမှာ7တစ်ချက်ဒီမှာ7တစ်ချက်ဟုတ်ပြီဒါဆိုရင်7ကိုလည်းယူမယ်ပြီးတော့ဒီမှာ9တစ်ချက်ဒီမှာ9မပါဘူးဒီမှာ9ပါတယ်ဆိုတော့9ကိုယူလို့မရတော့ဘူး ဟုတ်ပြီနော်အဲ့တော့ဒီမှာရှိတဲ့3ဒီမှာရှိတဲ့3ဒီမှာ3မရှိဘူးဆိုတော့ယူလို့မရတော့ဒါဆန်ဆန်မလို့ယူရမှာဒီနှစ်ရဲ့ဖွင့်ရင်အဲ့သူ့ရဲ့အဖြေကဘယ်လိုလာမလဲဆိုတော့2 into 7 equal 14ဟုတ်ပြီနော်ခုနကနဲ့ဆက်လေးဒါဆိုလို့ရှိရင်ဆရာမတို့ဒီပိုင်းစီအတွက်ရေးမယ်ဖြည့်ရေးမယ်ဒီပိုင်းစီအတွက်ဖြက်ပိုင်းဖြက်ရမည် တပိုင်းစီအကျဲပိုင်းဖြဲရမိအရှိဆုံးအလျာရှိဆုံးအလျာမိမြချင်း30စင်တီမီတာသမန်ကအလျာ2560ပေ အနက်1160ပီရှိသောမြေကွက်ကြီးတွင် စတုရန်ပုံမြေကွက်များကိုသတ်မှတ်ပေးလို့လျှင်အိနေရာတစ်ခုအတွက်အကျယ်ဆုံးမြေများသတ်မှတ်ပေးနိုင်သည်။ဟုတ်ပြီ။ခုနပြောသလိုပဲအကျယ်ဆုံးအရှည်ဆုံးအကြီးဆုံးနေဆိုရင်အကြီးဆုံးပုံစာခွဲကိန်းကိုရှာပေးရမယ်။ဒါဆိုရင်ဆရာမတို့က2560စာခွဲကိန်းခွဲမယ်။1160စာခွဲကိန်းခွဲမယ်။ပြီးလို့ရှိရင်သူတို့နောက်ခုရဲ့ အကြီးဆုံးမုံစာခွဲကိန်းကိုရှာမယ်အဲ့ဒါကဒါလည်းဆရာမတို့လူချင်းနဲ့ဒီမှာအစတူရန်ပုံမြက်ွက်တွေတတ်မှတ်ပေးလို့ရတဲ့ဆိုရင်အိန္ဒိယတစ်ခုအတွက်အကျယ်ဆုံးသတ်မှတ်ရမယ်ဟာဒီဆရာမတို့ရှာလို့ရတဲ့အကြီးဆုံးမုံစာခွဲကိန်းဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့2560ပေနဲ့1160ပေတို့ရဲ့အကြီးဆုံးမုံစာခွဲကိန်းကိုရှာပေးရမယ်ဟုတ်ပြီဒါဆိုရင်2560ဆရာမတို့စပြီးတော့ရှာမယ်အဲ့တော့သူက၃ညနဲ့ဆုံးတယ်ဆိုတော့၁၀နဲ့ခွဲခြင်းလဲရတယ်ဟုတ်ပြီနော်ကျမတို့နှစ်နဲ့ခွဲတယ်ဆိုတာက လွဲ့အောင်လို့ခွဲလိုက်တာဟုတ်ပြီနော်အဲ့တော့10နဲ့ခွဲမယ်ဆိုရင်2560ဆိုရင်10နဲ့ခွဲရင်10အမြောက်256ဆိုပြီးမှတက်လို့ရတယ်ဟုတ်ပြီလားအဲ့တော့ဆမရကတော့2နဲ့ခွဲတယ်ဆိုတာကအာမမအောင်ပေါ့နော်အဲ့တော့ကိုကြိုက်တယ်လို့ခွဲလို့ရတယ်ကျောင်းမဆရာမကဘယ်လိုခွဲပေးတယ်လဲအဲ့ဒီပေါ်မှာမူဒီမှာခွဲလို့ရတယ်ကိုကြိုက်တယ်လို့ခွဲပါသူ့ငားနဲ့ခွဲလို့ရောမရဘူးလားဆိုတော့ရတယ်အဲ့ဆိုရင်တော့ပို့ပြီးမြန်မြန်လေးအဖြေရမယ်ပေါ့ဟုတ်ပြီလား တကယ်လို့ကလေးတို့အနေနဲ့10အမြောက်156ခွဲချင်ရင်10ဆိုတာနောက်10အနေနဲ့2အမြောက်ဟာ156ကိုလည်းနှစ်တင်နဲ့ထက်ခွဲ ခွဲခွဲနဲ့နောက်ဆုံးဆရာမတို့ရတဲ့အဖြေချင်းကတော့အတူတူပဲဖြစ်မယ်အဲ့တော့ဆရာမကတော့ဒီမှာနှစ်ကနဲ့စပြီးတော့ခွဲပြပေးပါမယ်ဟုတ်ပြီနော်အဲ့ဒါကပို့ပြီးတော့မှရှင်းမယ်လို့ဆရာမထင်လို့ပါဟုတ်ပြီနော်အဲ့တော့နှစ်အမြောက်ဒီက2560ဆရာမတို့စားလိုက်မယ်နှစ်တလီနှစ်နောက်9ကိုစားနှစ်နဲ့လီ4 7 6နှစ်8 46 3ည ။ဟုတ်ပြီဒီက1280ကို2နဲ့ထပ်ပြီးတော့စားမယ်။နေ့ရခွဲလိုက်မယ်ပေါ့နော်။နေ့640နဲ့နေ့လေးလေး640အဲ့ဆိုရင်နောက်တစ်ဆင့်နှစ်အမြောက်နှစ်အမြောက်တို့ခွဲမယ်နှစ်ရဲ့အဲ့တော့နှစ်3 4 6နှစ်4 4နှစ်3 4 3ညဆက်ခွဲမယ်2 into 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 ဟုတ်ပြီ အဲ့ဒါဒီမှာနှစ်တက်လီနှစ်တက်ကြံတော့နှစ်ဆွဲအဲ့တော့နှစ်6လီ7နှစ်ဆို160အဲ့ဒါကိုဆက်ခွဲမယ်အဲ့တော့160ကိုဆက်ခွဲတော့ဆက်မလို့နှစ်အမြောက်80ပေါ့ဟုတ်ပြီနော်အဲ့ဆက်သွားမယ်2 into 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 2အဲ့တော့ဒီ80ကိုထပ်ခွဲမယ်2အမြောက်40ပေါ့ ဟုတ်ပြီနော်အဲ့တော့ရလို့ရှိရင်တော့ဆရာမပြောသလိုပဲအဆင့်တွေကိုကျော်လိုက်လို့ရပါတယ်ဆရာမဒီမှာအဆင့်မကျော်ချင်ပါဘူးဒီမှာလည်း1 2 3 4 5 6 6ခုရှိသွားပြီ3 4 5 6ဟုတ်ပြီဒါကိုခွဲတာက1အမြောက်20အဲ့တော့ထည့်ရင်မယ်1 2 4 5 6 ခွန်ဒါဆက်ခွဲမယ်နှစ်အမြောက်30 30ကိုတခါလဲဆက်မအောင်ခွဲလိုက်တော့မယ်နှစ်အမြောက်5အဲ့ဘယ်နဲ့ဒါဆိုလို့ရှိရင်1 2 3 4 5 6 9 2 2 the power 9 into 5ဒါပဲเนาะအဲ့တော့ဒီအဆင့်တွေကိုအများကြီးမလုပ်ချင်ဘူးဆိုရင်ကြော်လို့ရပါတယ်ဒါကတော့ကိုကျွမ်းကျင်တလို့ပေါ့เนาะဟုတ်ပြီနောက်တစ်ခု1160 1160ကိုလည်းကျွန်တော်နှစ်အမြောက် လက်ငါးလေး10ပြီးတော့နေရှင်း46တုံမြ980တို့ကိုထပ်ခွဲမယ်2အမြောက်တို့980ကိုထပ်ခွဲမယ်2အမြောက်နက်နယ်လီက4တကြံ9648ဆိုတော့290ဆိုတော့ထပ်ခွဲမယ်2အမြောက်နက်တလီ2နဲ့လေးလေးရှစ်နဲ့ငါးလေး၁၀၁၄၅၁၄၅ကိုတော့ဆံမတော့၅နဲ့မှခွဲလို့ရတော့မယ်ဆိုတော့အဲ့တော့၁၄၅ကို၅နဲ့စား 9နလီတက်10 45 9ကိုလီ45အဲ့တော့9အမြောက်20နဲ့9အဲ့တော့29ဒီထက်ခွဲလို့မရတော့ဆိုတော့အဖြေရှိလိုက်တော့မယ်2က3ချက်အမြောက်9အမြောက်20နဲ့9 2 to the power 3 into 5 into 29ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာမတို့က2560နဲ့1160တို့ဤအကြီးဆုံးပုံစံခွဲကိညှိမြခြင်း အကြီးဆုံးပုံစာွယ်ကိန်းညီမြချင်းအဲ့တော့ဘုံပါနေတဲ့ဟာတွေကြည့်ကြအောင်ဒီမှာ2 2တက်ပါဝါ9 2 2တက်ပါဝါ3အဲ့တော့2တာကတော့3ထက်3ထက်စီတူမယ်ပေါ့ဒါဆိုရင်ဇမ်မတို့ကယူလို့ရတာ2 3ထက်ရှိမယ်9တစ်ထက်9တစ်ထက်ဆိုတော့9ကတစ်ထက်ယူလို့ရမယ်29ကဒီမှာရှိပြီးတော့ဒီမှာကရှိမနေဘူးဆိုတော့ယူလို့မရတော့ဟုတ်ပြီနော်အော်ပြီဒါဆိုလို့ရှိရင်သူ့ကိုယူလို့ရတာဒီ2 2တက်ပါဝါ3 into 5အဲ့တော့2 2တက်ပါဝါ3ဆိုတာက2 3ခါမြောက်တာ 2 into 2 into 2ဒါဆိုရင်နည်းနည်းလေးလေးလေးနဲ့လေးရှစ်ဒါက8 8အမြောက်5ဆိုတော့8 5လေးက40ဒါဆိုရင်ဆရာမတို့ကရလိုက်တဲ့အကြီးဆုံးပုံစံခွဲကိန်းဒီ40ဖြစ်တယ်ဒါဆိုတော့ဆရာမတို့အဖြစ်ရေးတော့မယ်အိနေရတစ်ခုအတွက်အိနေရတစ်ခုအတွက်အကျယ်ဆုံးသတ်မှတ်ပေးနိုင်သည့်ဒါကတော့မေကွန်းတက်ကချီရေးလိုက်ရုံပါပဲအကျယ်ဆုံးသတ်မှတ်ပေးနိုင်သည့် စုရံမြေွက်ဤအနာတဖက်စုရံမြေွက်ဤအနာတဖက်အနာတဖက်ကဘယ်လောက်ရှိလဲဆိုတော့40ပေးရှိတယ်မြင့်မြချင်း40လို့ရှင်းလဲရတယ်နော်နံပါတ်9က 129နဲ့365တို့တွင်အကျဉ်းတက်အတီးတီးကျန်အောင်စားနိုင်သည့်အကြီးဆုံးမုံစာခွဲကိန်းကိုရှာပါဆမတို့ကအကြီးဆုံးမုံစာခွဲကိန်းကိုရှာပေးရမယ်129မှာလည်းအကျဉ်းကတက်ကျန်မယ်တဲ့အဲ့တော့စားလို့ကမပြတ်ဘူးပေါ့နော်တက်ကတော့ကျန်နေမယ်365မှာလည်းအကျွင်းကတက်ကြန်နေမယ်။အဲတော့တို့နှစ်ခုစလုံးကိုစားလို့ပြတ်တဲ့အကြီးဆုံးဂိမ်းအကြီးဆုံးမုံစာခွဲဂိမ်းကိုရှာပေးမယ်။ဒါဆိုတော့ဆရာမတို့စဉ်းစားရမှာကအကျွင်းကတက်ကြန်တယ်လို့ပြောလို့ရှိရင်တက်ကိုနှုတ်ပြီးမှရှာမှပဲ ကျမတို့လိုချင်တဲ့အကြီးဆုံးမုံစာခွဲကင်းကိုရှာမှာအဲ့ဒါကြောင့်မို့လို့ကျမတို့ဒီ129အနုတ်1ဆိုရင်မှရှာမယ်ဒါဆိုရင်တော့သူပြက်တာက128ဆိုရင်တော့ပြက်ပြီးတော့မှ129ဆိုရင်တော့တစ်ကြံတယ်ဟုတ်ပြီနော်365ဆိုရလို့ရှိရင်တော့မပြက်ဘူးသူ့ကိုတင်းနှုတ်လိုက်လို့364ဆိုလို့ရှိရင်တော့ပြက်တယ်ဒါဆိုရင်ကျမတို့က128နဲ့364ရဲ့အကြီးဆုံးမုံစာခွဲကင်းကိုရှာပေးမယ်အဲ့တော့128နဲ့364တို့ဤ အကြီးဆုံးပုံစာခွဲကိန်းကိုရှာရမည်အော်ပြီးတော့ဆရာတို့စပြီးတော့ရှာမယ်။အဲ့တော့ရလို့ရှိရင်ဆရာမပြောသလိုပဲကလေးတို့အနေနဲ့အဆင့်ကိုကျော်လို့ရတယ်လို့ဆရာမပြောထားပါဗျ။ဆရာမကတော့အသေးစိတ်ကလေးသွားပါမယ်။မရတဲ့ကလေးအတွက်ပါရည်ရွယ်ထားတာမလို့ပါ။ဟုတ်ပြီနော်။နှစ်ချောင်းလေးဆက်နေ အဲ့တော့နှစ်လေးလေးရှစ်ဒါနှစ်အမြောက်64ဆိုပြီးတော့128ကိုခွဲလိုက်တယ်။နှစ်အမြောက် always 64ကိုထပ်ခွဲမယ်နှစ်အမြောက်အဲ့တော့30နဲ့နှစ်။နောက်တဆင့်သွားမယ်နှစ်အမြောက်နှစ်အမြောက်နှစ်အမြောက်16 16နဲ့လေး30နဲ့ဆိုတော့ဟုတ်ပြီနှစ်အမြောက်အဲ့တော့16ကိုတစ်ခါတည်းပဲမြန်မြန်လေးခွဲလိုက်ရင်လည်းရတယ်ဆရာမတို့ကတော့နှစ်ရှစ်လေး16ဆိုပြီးတော့သွားမယ်။နှစ်အမြောက်နှစ်အမြောက် နဲ့အမြောင်နဲ့အမြောင်နဲ့၄၄ရှစ်လေးကိုဆက်မတခါတည်းခွဲမယ်နဲ့နဲ့လေးလေးဆိုပြီးတော့ဟုတ်ပြီနော်အဲ့တော့128ဆိုတာက128ကိုဆက်မတော့ခွဲလိုက်တဲ့အခါမှာနှစ်က date 2 3 4 5 6ခုနှစ်ခွနထက်ရတယ်တူတူသက်ပါဝါ7ဆိုပြီးရအဲ့တော့ရတဲ့ကလေးကဒီကအဆင့်တချို့ကြော်ချင်တယ်ဆိုလို့ရှိရင်တော့ကြော်လို့ရတယ်ဆိုတော့ဆရာမတော့ပြောချင်တယ်ပေါ့နော်တကယ်တော့ဒါပေမဲ့ကလေးတို့ကတော့အကြောင်းကဆရာမရဲ့ဤအတိုင်းလေးတွားတာတော့ပိုကောင်းပါတယ် ်ဆီယမန်ကတော့အကြီးကတော့နားလည်မှုကိုပဲအခြေခံထားတာပါဟုတ်ပြီနော်ဟုတ်ပြီနေရ364ဆိုတော့2တလီ2 246နည်းနည်းလေးလေး128ကိုဆရာမတို့ထပ်ဖွဲမယ်2အမြ2အမြ2968 2968ပြီးတော့2တလီ2 97အဲ့တော့97ဆိုတာဒီဆရာမတို့ကအာ3နဲ့ခွဲလို့ရမယ်ဟုတ်ပြီနော်ခွန်နဲ့ခွဲလို့ရမယ်3နဲ့တော့မရပါဘူး9ရဲ့1ရဲ့ပေါင်းတာက30သူ့ကိုပေါင်းလိုက်တော့1ပဲရတာဆိုတော့ မရအောင်အဲ့တော့ဟုတ်ပြီ61ကိုဆရာမတို့ခွန်းနဲ့ခွဲမယ်ခွန်းနဲ့တလီခွန်း27ချင်းခွန်းနဲ့3လီ27အဲ့တော့73ခွန်းနဲ့လီ27ခွန်းအမြောက်73ဒီမှာဆရာမတို့ဆက်ပြီးခွဲလို့မရတော့2 to the power 2 into 7 into 13ဆိုပြီးရအောင်ဟုတ်ပြီအဲ့ဒါဆိုရင်ဆရာမတို့ကဒီ128နဲ့364ဤအကြီးဆုံးပုံစံခွဲကိညီမြအချင်း အကြီးဆုံးဘုံစာခွဲကိန်းညီမြခြင်းဆိုပြီးရှိလိုက်မယ်။အဘိအဲ့တော့တို့နှစ်ခုရဲ့အကြီးဆုံးဘုံစာခွဲကိန်းကဒီမှာ2 to the power 7ဒီမှာ2 to the power 2အဲ့တော့ဘုံပါနေတာဒီဘလောက်လဲဆိုတော့2 to the power 2ပဲရှိမယ်။ အဲ့တော့7ကဒီမှာရှိတယ်ဒီမှာမရှိဘူး73ကဒီမှာရှိတယ်ဒီမှာမရှိဘူးဒါဆိုရင်ဆမ်မတို့ယူရမှာဒီ2 2 the power 2ကိုပဲယူရမယ်2 2 the power 2ဆိုတာက4အဲ့ဒီတော့ဆမ်မတို့ကသူတို့နှစ်ခုစလုံးကိုပေါ့နော်129နဲ့365ကိုအကျဉ်းတအတီးတီးကြံအောင်စားနိုင်တဲ့အကြီးဆုံး gain အဖြစ်ရေးမယ်နော်ဆမ်မကမိခွန်းရဲ့အောက်ပြပါမယ်ဒါကြောင့်မလို့129နဲ့129နဲ့365 တို့တွင်အကျဉ်းတက်အတီးတီးကြံအောင်စားနိုင်သည့်အကြီးဆုံးပုံစံခွဲဂိမ်းမှာဟုတ်ပြီနော်မေခွန်းနေရကြည့်မယ်129နဲ့365တို့တွင်အကျဉ်းတက်အတီးတီးကြံအောင်စားနိုင်သည့်အကြီးဆုံးပုံစံခွဲဂိမ်းမှာဘလောက်ဖြစ်လဲဆိုတော့၄ဖြစ်သည်ဆိုပြီးတော့ရေးလိုက်ရောမှာပဲဟုတ်ပြီနော်မေခွန်းနေရဆံမှာကရေးမပြတော့ပါဘူးတခါခုကြည့်မယ်တရားခွန်ကိုစားလိမ့်ရင် အကျွင်းနှစ်ကျန်၍100ခုကိုစားရင်ဆရာမတို့ကအကျွင်းက2ကျန်ပါတယ်185ကိုစားလိုက်ရင်အကျွင်း5ကျန်ပြီအကြီးဆုံးမုံစာခွဲကိန်းကိုရှာပါတယ်ဟုတ်ပြီအဲ့တော့100ခုကိုစားလို့ရှိရင်2ကျန်တယ်လို့ပြောရင်ဆရာမတို့ခုနလိုပဲသူ့ကို2နှုတ်ပြီးမှ105နဲ့ရှာပေးရမယ်အဲ့ဒါမှ105ကိုစားလို့ပြက်လို့ရှိရင်100ခုကိုစားရင်တော့2ကျန်တယ်ပေါ့ရပြီနော်နောက်တစ်ခုကကြတော့180နဲ့5ကိုစားရင်ကြတော့5ကျန်တယ်ဆိုတော့ဆင်မတော့180ဆိုပြီးတော့မှသူ့ကိုရှာပေးရမယ်

ရှေ့မှာဆံမတော်လေးလာထားခဲ့တဲ့ငားနဲ့ဆုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့ငားနဲ့ပဲစားလို့ပြက်မယ်။အဲ့တော့သူ့ကိုဆံမတော်ကငား105ကိုငားနဲ့စားကြည့်လိုက်မယ်။ငားနဲ့လီက30နော်ငားကျန်ငားတလီကငားအဲ့လိုခွဲရင်လည်းရှာတယ်။နော်အဲ့တော့ငားအမြောက်27ငားအမြောက်27ဆိုတာငားအမြောက်3921ဆိုတော့ဒီလိုရမယ်ပေါ့နော်။အဲ့တော့ မြ3အမြောက်တို့ဆက်မှာအဆင့်လိုက်ရေးလိုက်မယ်3အမြောက်5အမြောက်ခွန်ဆိုပြီးတော့အဆင့်လိုက်ရေးလိုက်ဒါဒီ105ကိုခွဲလိုက်တာအော်ပြီးနောက်တစ်ခုဒီဆက်မှာတော့က180ကိုခွဲမယ်180နည်းမြချင်းအဲ့တော့သူကလည်း၃ညနဲ့ဆုံးတယ်၁၀နဲ့ခွဲလို့မရဘူးလားရတယ်နော်၁၀နဲ့ခွဲရင်၁၀အမြောက်၁၈ တဆယ်အမြောက်ဆက်ရှိဆိုပြီးမှခွဲလိုက်တယ်။ဒီလိုမှမဟုတ်ဘူးကလေးတို့ကနှစ်နဲ့မှခွဲကျင်တယ်ဆိုလို့ရှိရင်လည်းသူကနှစ်အမြောက်60ဆိုပြီးတော့ခွဲလိုက်ရတယ်။ပြီးတော့60ကိုထပ်ခွဲ။နောက်ဆုံးဆံမတို့ရှာရတဲ့ဒီဘက်ကဒီစာခွဲကိန်းကတော့အတူတူပဲဖြစ်မှာပါ။အဲ့တော့တဆယ်ဆိုတာနှစ်အမြောက်ကနော်68ဆိုတာက2968အဲ့တော့ဒီမှာဆံမတို့ဆက်ပြီးတော့ခွဲမယ်။နှစ်အမြောက်9အမြောက်နှစ်အမြောက်339 အဲ့တော့သူ့ကိုဆရာမတို့ကထက်ညွန်းပုံစံနဲ့ရေးတော့နှစ်နဲ့ထက်အဲ့တော့2 to the power 2 3ကနှစ်ထက်ဆိုတော့3 to the power 2ပြီးတော့မှ5ဟုတ်ပြီရပြီနော်အဲ့တော့ဆိုလို့ရှိရင်ဆရာမတို့က105နဲ့180တို့ဤအကြီးဆုံးပုံစံခွဲဂိမ်းမှာအကြီးဆုံးပုံစံခွဲဂိမ်းညီမချင်း အကြီးဆုံးပုံစာခွဲကိညမြချင်းဆွေမရှိလိုက်မယ်။ဟုတ်ပြီအဲ့တော့တို့မှာပုံပါနေတဲ့ဟာဒီပါရီရှိလဲကြည့်မယ်။ဒီမှာနှစ်ရှိပြီမယ်ဒီမှာနှစ်မရှိဆိုတော့ယူလို့မရတော့ဘူး။ပြီးမှဒီမှာ၃က၂ထက်၃က၁ထက်ဆိုတော့အငယ်ဆုံးပါဝအငယ်ဆုံးကိုယူမယ်ဆိုတော့၃ကိုယူပေးရမယ်။အဲ့တော့ကျမတို့3ဆိုမှယူလိုက်မယ်9ကဒီမှာတစ်ချက်ဒီမှာတစ်ချက်ဆိုမှ9ကိုယူလို့ရတယ်ခွန်ကတော့ဒီမှာပါတယ်ဒီမှာမပါဘူးဆိုတော့ကျမတို့ယူလို့ရတာဒီ3အမြောက်9အဲ့တော့ရေးလိုက်မယ်3အမြောက်9 ပြီးတော့မှ25ဆိုပြီးမှရေးလိုက်။ဒါဆိုလို့ရှိရင်သူကမေးခွန်းမေးထားတာကိုပြန်ပြီးတော့တစ်ချက်ကြည့်လိုက်မယ်။တရားခွန်ကိုစားလျင်အကျွင်းနဲ့ကြံ၍185ကိုစားလျင်အကျွင်း9ကြံပြီးအကြီးဆုံးပုံစာခွဲကိန်းကိုရှားပါဆိုဆံမတို့ဒီတိအကြီးဆုံးပုံစာခွဲကိန်းမှာဘယ်လောက်ဖြစ်လဲဆိုတော့15ဖြစ်သည်လို့ရေးလိုက်ရုံပဲဟုတ်ပြီနော်အဲ့တော့ဆံမပြန်ပြောပြမယ်တရားခွန်ကိုစားလျင် အကျွေးနှစ်ကြံ၍185ကိုစားလျင်အကျွေး9ကြံမိအကြီးဆုံးပုံစံခွဲဂိမ်းမှာဘာလို့ဖြစ်မလဲဆိုတော့15ဖြစ်သည်။ဒါပြီးတော့အဲ့တော့ဒီဟာလေးကိုနှုတ်ပေးရတာကတော့တတိထားရမယ်။ခုနကနံပါတ်6လဲလို့ပဲ6ရက်ခွင့်ရကပုံစံတူပါတယ်။ဒါဆိုလို့ရှိရင်ဆရာတို့ဒီနေ့သွားခဲ့တဲ့လက်ကြံခံနဲ့တသမ9က456ခွန်ကိုကောင်းကောင်းနားလည်သွားပြီလို့ထင်ပါတယ်။ခုလိုဆုံးထိနားလည်ပြီးတဲ့နားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကောင်းကောင်းနားလည်သွားမယ်လို့ထင်ပါတယ်။ like comment and subscribe လေးကျေးဇူးပြုပြီးတော့လုပ်ပေးပါ။